Hello အားလုံးမင်္ဂလာပါ။ Maisley and Digital Business Page ကနေတယောက်ချင်းစီကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါရစေ။မင်္ဂလာနေ့လေခင်လေးပါဒီမှာတော့နှစ်နိုင်ကျော်ပြီပေါ့နော်။ Australia မှာ Sydney မှာနှစ်နိုင်ကျော်ပါပြီ။အာဒီနေ့ day off ပါအဲ့တော့ live လေးတက်လာပြီးတယ်ပေါ့နော်။အလုံးအလုံးနေကောင်းကြလား အားရလုံနေကြတော့ဒီနေ့တော့ပေါ့နော် business နဲ့ပတ်သက်လို့ပေါ့နော်ဒီ business မှာအားလုံးကအရန်အောင်မြင်ခြင်းနဲ့အရန်စိတ်ဝင်စားတယ်ဆိုပြီးတော့ပြောတဲ့လူတွေပေါ့နော်အများကြီးရှိတယ်အဲဆိုတော့ဒီနေ့ဘာအကြောင်းလေးကို sharing လုပ်ချင်တာလဲဆိုတော့လေအာကိုကအရန်အောင်မြင်ခြင်းနဲ့အဲစိတ်ဝင်စားတယ်ဒီ business ကို လုပ်ချင်တယ်ဆိုအောင်မြင်ခြင်းနဲ့ အောင်မြင်ခြင်းအောင်မြင်မဲ့စိတ်ပေါ့နော်ကိုကအောင်မြင်ခြင်းနဲ့စိတ်ရှိတာမှန်တယ်အောင်ဒါပေမဲ့အောင်မြင်မဲ့စိတ်ထားပေါ့အောင်မြင်ခြင်းနာနဲ့အောင်မြင်တဲ့စိတ်ထားမတူဘူးပေါ့နော်အဲ့တော့အားလေးနဲ့ပတ်သက်ပြီးတော့အဲ့ title လေးနဲ့ပေါ့နော်ဒီနေ့ sharing လုပ်ပေးမယ်ပေါ့အာ business အကြောင်းမေးခြင်းနဲ့လူရှိတယ်ဆိုလို့ရှိရင်လည်းဒီ comment မှာမေးလို့ရတယ်အာ messenger အနေနဲ့ဒါလိုက်ဆက်တွေ့ပြီးမေးလို့ရတယ်အဲ anytime welcome ပါလို့ပေါ့နော်ဆိုတော့တကယ်တော့ ဒီနေ့ live မှာပေါ့နော်ကဲအဲတခုခုတော့အဲ sharing လုပ်မယ် business down sharing လုပ်ရင်ကောင်းမလားပေါ့ဆိုတော့အမဘာတွေးလိုက်တာလဲဆိုတော့အာလူတယောက်မှာ mindset ကနံပါတ်1လေနော် mindset ကအရေးကြီးဆုံးပဲအဲ့တော့ mindset ကနံပါတ်1ဆိုရဲခါကျအချို့တွေကအောင်မြင်ခြင်းနဲ့အောင်မြင်ခြင်းနဲ့ပင်နေပင်မှာပေါ့နော် digital business နေပင်မှာဖြစ်အောင်မြင်ခြင်းနဲ့လို့ပြောတယ်အောင်မြင်ခြင်းနဲ့လို့ပြောပေမဲ့အဲရှေ့တူလားဆိုမတူ အာယင်းနီးမြုပ်နှံခြင်းမမြုပ်နှံခြင်းကိုခဏဖဲ့ထားအောင်ပေါ့နော်အားလုံးက step by step ရှိတယ်လေနော်ဆိုတော့စလေးလာတဲ့အစင်မာတွေကို အောင်မြင်ခြင်းနဲ့အောင်မြင်အနာဂတ်မှာပေါ့နော်ကိုယ့်ရဲ့ financial freedom time freedom နဲ့စိတ်ပူစရာမလိုတဲ့ passive income တစ်ခုကိုတည်ဆောက်ထားခြင်းနဲ့အောင်မြင်နေတဲ့လူတွေအများကြီးอยู่လေဒီနေ့ social media နေပဲသွားတဲ့ခစ်ကြီးမှာပေါ့နော်အားလုံးက pop up ဖြစ်လာတာမြင်ကြမှာပဲ income နေအာ time freedom နေ ਨੇ post တင်နေချတာတွေပေါ့နော်ဒါတွေကိုလည်းမြင်ကြမှာပဲဆိုတော့တိစိတ်မှာတော့လကောင်းမတိစိတ်မှာတော့လကောင်းပေါ့နော်ကိုလည်းဖြစ်ချင်တယ်ဆိုရယ်စိတ်ကလေးတစ်ခုတော့ရှိကြလို့ဒါလည်းစိတ်ဝင်စားတယ်ဆိုတာကနေစဖြစ်လာတာပေါ့နော်လေးလာကြည့်ချင်တယ်ဟဲ့ဒီမှာအောင်မြင်ချင်တယ်ဒီမှာလေးလာချင်တယ်ဆိုတာမျိုး အဲ့တော့ဒီ business နေပေမှာ digital business နေပေမှာပေါ့နော်အားလုံးကအရန်အောင်မြင်ခြင်းလေအဲ့စကားအောင်မြင်ခြင်းနေဆိုတဲ့စကားရဲ့အနောက်ကဘာခေါ်မလဲညှော်မှန်းချက်နဲ့တကယ်အောင်မြင်ဖို့လိုတဲ့စိတ်ထားအကြောင်းကိုဒီနေ့ sharing လုပ်ပေးမှာဖြစ်ပါတယ်အဲ့တော့ပထမဦးဆုံးပေါ့နော်ဒီဒီဘာခေါ်မလဲလူတိုင်းကဒီအလုပ်ကိုစစလေလာစတွေ့လို့စလေလာတာပဲဖြစ်ဖြစ် စလုတ်တာပဲဖြစ်ဖြစ်လူတိုင်းကစိတ်ဝင်စားရတဲ့အချိန်မှာ အောင်းမြင်ခြင်းတယ်လို့ပြောတတ်ကြတယ်အဲ့ဒါက99%လောက်ရှိမယ်လို့မကတော့ထင်နေပေါ့နော်ဒါအများရန်ပြောနေကြမေဆယ်လီဒီကိုယ့်ရဲ့အတွေ့ကိုယ့်ရဲ့တုံ့တက်ချက်နဲ့ပဲအများရန် sharing လုပ်တယ်ကိုယ့်ရဲ့အတွေ့အကြုံတွေပဲပေါ့နော်အဲ့ဒါကြောင့်ဆိုတော့အမ်အဲ့လိုမျိုးအောင်မြင်ခြင်းတယ်လို့ပြောတတ်ကြတယ်ပေါ့နော်ဒါပေမဲ့အောင်မြင်ခြင်းတယ်ဆိုတာက အောင်မြင်ခြင်းနဲ့ဆိုပြီးတော့ဘာ action မှမယူဘူးဆိုလို့ရှိရင်အောင်မြင်ဖို့ဆိုတာဖြစ်လာမှာမဟုတ်ကို့မှာအောင်မြင်မဲ့စိတ်ထားလဲရှိအောင်ပါစူးစမ်းခြင်းစိတ်တည်ယူခြင်းစိတ်လေ့လာခြင်းစိတ်ကိုယ့်ကို အောင်မြင်ဖို့အတွက်ဟိုတာမန်မှာဆိုလို့ရှိရင်ဆရာစားခြံကြရတယ်လीเนาะဒီမှာက လုံးဝကို100% 90% automatic system ကကိုကို supporting လုပ်ပေးထားတယ်ကိုက10%ကြိုးစားရတယ်အဲ့10%ကြိုးစားရတဲ့အချိန်မှာခက်ခဲလေးတွေဆိုတာမရှိဘဲနဲ့ဘယ်ဘယ်ဟာမှမချုံးမွေ့ဘူးအောင်မြင်မှုဆိုတာဘယ်မှာမှမရှိဘူးပေါ့နော်ခက်ခဲဆိုတာလည်း digital business မှာပြောမယ်ဆိုရင်အဲ့ခက်ခဲတယ်ဆိုတဲ့အရာအာခက်ခဲလို့တော့ကောင်းစင်တက်လို့မရပါဘူးဘာကြောင့်လဲ lifetime တစ်ခုလုံး mentor နဲ့ကိုရှိတယ် ဒီဒီ business ကိုအောင်မြင်ဖို့အတွက်ပေါ့နော်အော် training နေကုန်ပေးထားတယ် system နေအရန်ကောင်းတယ် millionaire mastermind နေကိုကပတ်စံငွေကြေးတွင်းစရာမလိုပဲနဲ့ every week ပေါ့နော်ပတ်စံအဲ့လိုမျိုးအာဘာခေါ်မလဲ join လို့ရတယ်ဒီလုပ်ငန်းလုပ်နေတဲ့ဒူတိုင်းပေါ့နော် so အောင်မြင်ဖို့အတွက်တောင်းပေါင်းစုံကနေ supporting နေတအားကောင်းနေတယ်အဲ့တော့ပြောချင်တာက ကိုကအောင်မြင်ခြင်းနဲ့ဆိုရင်ကိုဘက်ကစတင်လေ့လာတဲ့ကိုကကိုရဲ့စိတ်ထဲမှာတကယ်ကိုပြင်းပြတဲ့စိတ်ဟိုသူများရောင်လို့လိုက်ရောင်တာမဟုတ်ပဲနဲ့ဒီအောင်မြင်မှုကိုကိုကိုယ်တိုင်အာယုံဆိုင်လေ့လာတယ်ဒီ business မှာလေ့လာတဲ့ခါမှာအောင်မြင်မှုကိုကိုကိုယ်တိုင်တွေ့တယ်သိတယ်ကိုကိုယ်တိုင်ရကျင်တယ်ပိုင်ဆိုင်ကျင်တယ်အဲ့ဒီစိတ်အပြည့်နဲ့စဖို့လိုတယ်အချို့ကတခုခုကိုစတင်တဲ့အခါမှာလေ အာဘာခေါ်လဲသူများရောင်လို့လိုက်ကြောင်တာရှိတယ်။အဲ့ချိန်မှာဘာဖြစ်လဲဆိုတော့ခဏလေးနဲ့စိတ်တက်ကြလွယ်တယ်။ negative အတွေးတွေဝင်လာဖွင့်ကိုကိုကိုပေးထားတယ်။ mindset တစ်ခုကတအား strong ဖြစ်နေပြီဆိုဘယ်လို negative ပဲလာပါစေ။စမှန်တယ်မှန်ကန်တယ်အောင်မြင်မှသိကြတယ်လူတိုင်းရနိုင်တယ်ဆိုတာသိကြပြီးပြန်ကြာနာကိုအပိုင်းပဲ တော့တချို့တွေကအမ်လေးလာတယ်ပြီးအောင် iron site မလေးလာဘူးမေးလိုက်ရင်တော့ကြိုက်တယ်လိုချင်တယ်ပဲဒီအောင်မြင်မှုစီကိုတွားချင်တယ်ပဲအဲ့တော့ဘာဖြစ်လဲဆိုတော့သူတို့ရဲ့မသိစိတ်မှလည်းဖြစ်နိုင်တယ်ပေါ့နော်ဘယ်အချိန်လှုပ်လို့ရပါတယ်လीမှန်တယ်ကိုစတင်တဲ့အချိန်ကကိုအချိန်ဒါကခွင့်အလမ်းကိုမမြင်သေးတဲ့လူတွေ စမြင်ပြီဆိုတာနဲ့စဉ်းစားရမယ်လူအတွက်ကကိုစတင်နေခြင်းအခုချင်းကိုကမြင်ရတာနဲ့အခွင့်အလမ်းကိုလည်းသိရတာနဲ့တချို့ကစောင့်ကြည့်နေတယ်သူအောင်မြင်မှဘာဖြစ်မလဲမသိဆိုခက်ကအဲ့လိုခက်မဟုတ်တော့ဘူးပေါ့နော်တကယ်ကိုအောင်မြင်နေတဲ့လူတွေအများကြီးကို second step member fees pay သွင်းပြီးလေ့လာတဲ့အဆင့်ကျရင်ထက်ထဲဝင်ဝင်ကိုမြင်တွေ့ရတာဖြစ်တယ်အဲ့အချိန်ကျတော့ဘလို့ဖြစ်လဲဆိုတော့ ဲ့လိုလူမျိုးတွေအတွက်ကြတော့ကိုရမယ့် opportunity ကိုကိုယ့်ဘက်ကိုပြန်ကြောက်နေတာကိုစီ opportunity ကလာနေပြီကိုကကြောက်နေတာအဲ့တော့တကယ်ဖြစ်ချင်တယ်တကယ်အောင်မြင်ချင်တယ်ဆိုရင်ဆုံးဖြတ်ချက်ချဖို့လိုတယ် action ယူဖို့လိုတယ်ဒီ action ယူဖို့ဆိုတဲ့အချိန်ကြာရင်လေလေဘာခေါ်မလဲအာ step by step ရှိတယ် pre ကိုရဲ့ name ကိုရဲ့ email address ကလေးကိုလေ့လာပြီး step by step သွားလို့ရတယ် um ပြီးလို့ရှိရင်စိတ်ဝင်စားတယ်ဆိုရင် second step ကိုသွားလို့ရတယ် second step မှာလည်းလုံးဝကို make decision လုပ်နိုင်ပြီ right decision လုပ်နိုင်ပြီဒီ business အဖွင့်လန်းတွေကိုမြင်ပြီးတော့လက်မလွတ်ချင်ဘူးနောက်မဆုတ်ချင်ဘူးဆိုတဲ့လူကရင်းနှီးမြှုပ်နှံတဲ့အဆင့်ကိုသွားလို့ရတယ်ဆိုတော့အားလုံးက step by step ရှိတယ်ဆိုရင်ဘယ်အဆင့်ကအရေးကြီးလဲလို့မေးမယ်ဆိုရင်လေ ကိုယ့်ရဲ့ name email address ကိုဖြည့်ပြီးတော့မိနစ်60လုပ်ငန်းအကြောင်းရှင်းပြထားတဲ့ video လေးကိုစလေ့လာကြတဲ့ကအရေးကြီးဆုံးဖြစ်တယ်လို့မှပြောချင်တယ်ပေါ့နော်။ဒီညကနေမင်းဆက်ပြီးပြောချင်ပါတယ်။အဲ့ဒီစမှတ်ကအရေးကြီးဆုံးပါ။ဒါမှရရင်ကိုယ့်ရဲ့ next step ဒီခြေလှမ်းကကိုဆက်လျှောက်မလားနောက်ဆုတ်မလား။အဲ့လူတွေထင်တာကမိနစ်60 free လို့ပြောလိုက်ဒါအရေးကြီးလို့ free ပေးထားတာလို့ထင်တာ။ဒီနေ့ဒီ digital business မှာယဉ်နေထားတဲ့လူပေါင်းပေါ့နော်ခဏလေးပါနှစ်သိန်းခွဲဝန်းကျင်ရှိလာပြီပေါ့နော်လူပေါင်းနှစ်သိန်းခွဲဝန်းကျင်ရှိလာပြီနှစ်သိန်းခွဲကျော်ပြီထင်တယ်ပေါ့အဲ့တော့ဒီလူတွေအကုန်လုံးကဒီ first step ကနေပဲစတင်တာအဲ့လိုစတင်တဲ့အချိန်မှာဘယ်လိုမျိုးနဲ့စတာလဲခဏလေးပါ share လိုက်ဦးမခဏလေးပါ share လိုက်တာအဲ့ဘာနဲ့စတာလဲအခုကျမတို့ပြောရဲပေါ့နော်လူတွေထင်တဲ့အရေးမကြီးပါဘူးလို့ထင်တဲ့ first step ကနေပဲစတာ နာလေးပါအဲ့ဆိုစကြရရှယ်ရမှာနော်အဲ့တော့ဗောနော်အခုအဲ့ဗောနော်ဆိုတော့ဒီ first step ကနေပဲအကုန်လုံးကစခဲ့ကြတာ first step ကနေပဲအကုန်လုံးစရဲဆိုတာအဲ့အစ်စ်မှာကြည့်အရန်အာယုံစိုက်ပြီးလေးတာဘာဖြစ်လဲ social media မှာ pop up ဖြစ်တယ်အာဒီ advertise ကလေးတွေကိုတွေ့တယ်အောင်မြင်တဲ့ post ကလေးတွေ social media မှာကိုကဒါလေးကိုစိတ်ဝင်စားရဲဆို Facebook ကကိုစိတ်ဝင်စားတာအောင်ပြပေးရဲ့လीเนาะအဲ့ဒီအချိန်မှာအာတကယ်အောင်မြင်နေတာကိုတွေ့တယ်ကိုရဲ့မိတ်ဆွေတွေထဲမှာလည်းဒီလုပ်ငန်းကိုလုပ်ပြီးအောင်မြင်နေတာတွေတွေ့တယ်ငွေကြေးပေါ့နော်အချိန်လွတ်လပ်မှုကနေရာတစ်ခုကိုရောက်နေတာကိုတွေ့တယ်အဲ့ဒီအချိန်မှာဒီနေရာမှာငါလဲရင်းနှီးမြုပ်နေတင့်သလားဒါကဘာလဲဘာတွေလောက်ရတာလဲဆိုတာကိုသိဖို့အတွက် စိတ်ဝင်စားပြီဆိုကြတဲ့သူများရောင်လို့ရောင်တာမဟုတ်ဘဲနဲ့ကို life ကိုတကယ်ချင်းချင်းဖြစ်ချင်တယ်ဆိုတဲ့စိတ်နဲ့စပြီးစိတ်ဝင်စားပြီဆိုကြတဲ့ဒါတွေတိဖို့အတွက်ကိုလေ့လာခြင်းနဲ့စတင်ရတယ်။ဘာမှမသိဘဲနဲ့အပြောတစ်ခုရယ်ကိုယ့်ရဲ့လေ့လာမှုမပါဘဲနဲ့စတင်မယ်ဆိုရင်အဲ့ဒါလိန်ချင်တဲ့လူတွေအတွက်လေအခွင့်ကောင်းပဲကိုဘကလေးလာမှုတော့အာယုံမဆိုင်ချင်ဘူးဆိုရင်အဲ့ဒါလိန်တဲ့လူနဲ့မိမှာပဲလိန်တဲ့ business မျိုးနဲ့ပဲမိမှာပဲ ကိုဂျိုးအတွက်ပဲကြည့်တဲ့ business view နဲ့ပဲမိမှာပဲကိုမမလေးလာကျင်တာကိုမအာယုံမဆိုင်ကျင်တာကျမတို့ဒီနေ့အာယုံဆိုင်လေးလာဖို့ဘာကြောင့်ပြောတာလဲလူတိုင်းရဲ့ချွေးနှဲစာတွေတံပိုးထားလို့လူတိုင်းကိုရစေခြင်းနဲ့အော်ဒါမှန်ကန်ပါလားဒါတကယ်အောင်မြင်ပါလားဒါတကယ်ရပါလားတကယ် supporting နေကောင်းပါလားတကယ် zero experience နဲ့ zero skill နဲ့စလို့ရတာပါလား တကယ်ကို life time mentor နဲ့ကိုရှိပြီးတော့တကယ်ကိုကိုအတွက်ပေါ့နော်တောင်းပေါင်းဆောင်ကနေကိုကတာစူးစမ်းမှုပေါင်းထည့်မယ်ဆိုရင်တကယ်ရနိုင်တဲ့အရာလား passive income တကယ်ပေးတာလားตั้วยินลายินเนี่ยไจ้ตโลขยี้ถั่วไจ้ตโลอเปลี่ยนถั่วยินเนี่ยแหละ business ก็โกเนี่ยอตู่เยရှိနေပြီးကိုအားတဲ့အချိန်လေးတွေမှာလုပ်လို့ရတဲ့ဟာတကယ်ဟုတ်တလားဒါပေမဲ့အကုန်လုံးကကျမတို့ကဆိုရင်ကျမခုနပြောတယ်လीเนาะကိုက share လုပ်တဲ့အချိန်မှာကိုအသေးကြုံနဲ့ share ဒါတွေကတကယ်ဟုတ်တလားတကယ်ဒါဒီနေရာမှာငါခြေချတင်လားမချတင်လားဘာကြောင့်လဲ လူတိုင်းရဲ့ချွေနေစားပါကိုကရင်းနှီးမြုပ်နှံပြီဆိုတော့ကိုချွေနေစားနဲ့ရင်းနှီးမြုပ်နှံရမှာလေမိုးဘော်ကမကြဘူးလေနော်ဆိုတော့အဲ့ဒါကိုမှန်ကန်တဲ့နေရာမှာရင်းနှီးမြုပ်နှံတင့်မတင့်ဆိုတာကိုကိုကိုယ်တိုင် make sure ဖြစ်ဖို့အတွက်ကိုယ်တိုင်အာယုံဆိုင်ဒီမိနစ်90ဆိုတဲ့ first step ပေါ့နော်ဗီဒီယိုလေးလုပ်ငန်းအကြောင်းရှင်းပြတဲ့ဗီဒီယိုလေးကိုလေ့လာတဲ့အချိန်အဲ့အချိန်မှာပဲအာယုံဆိုင်တယ်အာယုံဆိုင်တယ်ကိုက life changing ဖြစ်ချင်းပြီ အချိန်ငွေကြေးလွတ်လပ်မှုကိုအနာဂတ်အတွက်တိဆောက်ထားခြင်းပြီဆိုတဲ့အချိန်မှာစိတ်ဆက်လက်ခါသွားလို့မရဘူးအဲ့တော့ချက်ချင်းမရဘူးကိုကမြင်အောင်ကြည့်တယ်အာယုံစိုက်တယ်လေ့လာတယ် second စိုက်တယ် second step ကိုတွားတယ်စိုက်တယ်ချက်ချင်းရင်းနှီးမြုပ်နေတယ်ဆိုတော့တယောက်နဲ့တယောက်သူ့ဂျမတူလိမ့်မယ်ပေါ့နော်ဒါပေမဲ့ပြောချင်တာကဒီ business မှာရင်းနှီးမြုပ်နေတဲ့လုပ်ငန်းရှင်ပေါင်းအမ် ိမ်မောင်းများစွာဖြစ်လာပြီးတယောက်မကြံကဒီလိုစိတ်နဲ့ပဲစတင်ခဲ့ကြတာဖြစ်တယ်။ပညာရေးအချင်းမတက်တက်မတက်မထားဘူးအတွေ့အကြုံမလိုဘူး skill မလိုဘူးအဲ့ဒီအကုန်လုံးကိုမြင်အောင်ကြည့်တာပြောမယ်ဆိုရင်ဒီ business က digital business ကပေါ့နော်အာဘယ်လိုပြောချင်လဲဆို magic မဟုတ်ဘူး magic မဟုတ်ဘူး ဒီနေ့လုတ်လိုက်တာနဲ့မနှက်ဖန်ဘယ်လောက်ရမှာလဲတလဘယ်လောက်ရတာလဲတရက်ဘယ်လောက်ရတာလဲအားလုံးကငွေအတွက် business တွေလုပ်နေကြတယ်ဘယ် business ကိုပဲလုပ်လို့ဒီ online digital business မှာမဟုတ်ဘူး traditional business ပဲလုပ်လို့ office ဖွင့်တာပဲကြိုက်တဲ့ business လို့ offline market ပဲလုပ်လို့ online မှာ shop ဖွင့်ပြီးဟိုဟာဒီဟာရောင်းတာပဲလုပ်လို့တင်တန်းရောင်းတာပဲလုပ်လို့အားလုံးကငွေအတွက်တလုပ်ကြတော့မှန်တယ် ဒါပေမဲ့ရေရှည်တည်တန့်ခြင်းနဲ့ safe ဖြစ်ခြင်းနဲ့ဆုံးရှုံးမှုမရှိခြင်းမူတကယ်အောင်မြင်ခြင်းနဲ့တကယ် passive income ပေးတဲ့တကယ်အချိန်လွတ်လပ်မှုဝေကြီးလွတ်လပ်မှုရခြင်းဒါဆိုရှင်တော့ဘယ်အလုံးမဆိုတိဆောက်ဖို့တိဆောက်ဖို့လိုတယ်ကိုယ့်ဘက်ကမှန်ကန်စွာပေးတဲ့အပေါ်မှာ social media ပေါ်မှာပေါ့နော်တာဝန်ယူမှုတာဝန်ခံမှုနဲ့ကိုယ့်ဘက်ကအာတကယ်စစ်မှန်တဲ့တကယ်ဉာဏ်ပေးတဲ့အချိန်မှာ social media media ပေါ်မှာနေ့တိုင်းထွက်လာရေးနေ့တိုင်း sharing လုပ်ပေးရဘာဖြစ်လို့လဲဆိုတော့အာဒီ live တွေက worldwide ကိုသွားတကဘာလို့မှုသွားတယ်ကိုပြောတဲ့စကားကိုတာဝန်ယူပါတယ်ဆိုတော့အခါကျစစ်မှန်တဲ့ပုံမှာထွက်လာရေးဆိုတော့ဘာ boost မှလုပ်စရာမလိုဘူးဘာမှအပေါ်နော်ကိုယ့်ဘက်က organic စစ်စစ်နဲ့ဒီကိုကိုကိုတိဆောက်ယူလို့ရတယ် ကိုဒီလိုမျိုးလုပ်နိုင်တယ်ဆိုတာကစစ်မှန်လို့လည်းလုပ်နိုင်တာစစ်မှန်လို့လည်းပြီးနိုင်တာစစ်မှန်လို့လည်းကိုကိုကိုတာဝန်ယူနိုင်ကမ္ပဏီကလည်းတာဝန်ယူတယ်ကိုကြောက်တယ်ပေါ့ဆိုတော့ဒီမှာစနစ်တွေပေးထားတယ်ကိုကိုတိုင်းစနစ်တကျလေးလာခွင့်ပေးထားတာသစ္စလက္ခလေးလာခွင့်မဟုတ်ဘူးအော်နေ့နေ့ရှာဖက်ကြည့်နေ့နေ့လုပ်ကြည့်အဲ့လိုမဟုတ်တကယ်ကို step by step စနစ်တကျစနစ်အတိုင်းလေးလာဖို့ပေးထားတာဖြစ်တယ်အဲ့ဒါကိုလေးလာပြီးတော့ကြိုက်ပြီးဆိုအောင်မြင်ခြင်းနဲ့အောင်မြင်ခြင်းနဲ့ဒါပေမဲ့ action မယူဘူးရှေ့မတူဘူး နောက်မှနောက်မှနောက်မှပေါင်းများစွာကကိုယ့်လက်ထဲကိုရောက်ပြီးတော့ opportunity တခုကကိုကိုကိုပဲပေါ့နော်နောက်နေ့အောင်ပြန်လုပ်တယ်ဆိုတော့ကိုကိုယ်တိုင်စနစ်တကျလေ့လာပြီးကိုကိုကို action ယူရတယ်ကိုကိုကိုအကောင့်ထည့်ဖို့လို့အဲအသက် session နှစ်ခုနပြောရဲပေါ့နော်အသက် session နှစ်ပြည့်ပြီးတဲ့လူတိုင်းကိုကကိုစူးစမ်းမယ်ဆိုရင်လူတိုင်းအောင်မြင်နိုင်လူတိုင်းအတွက်ဖြစ်တယ် ဆရာဝန်လည်းဒီ training နဲ့အင်ဂျင်နီယာလည်းဒီ training နဲ့အသံပညာမပြီးဆုံးတဲ့လူလည်းဒီ training ဘာအတွေ့အကြုံမှမရှိရတဲ့ဒီ training နဲ့ thesis ကြတယ်အဲ့တော့ကိုယ့်ဘက်ကအမြဲတမ်းကိုယ်စစိတ်ဝင်စားကလေးကိုကကိုယ့်ရင်ထဲမှာဖြစ်သွားတဲ့တခုခုတော့စိတ်ကိုကိုယ့်ကိုယ်ကိုပြန်ပြီးကိုယ့်ကိုယ်ကိုကိုယ့်ရဲ့စမှတ်ပေါ့နော်ကိုယ့်ကိုယ်ကိုအားဖြင့်ကိုယ့်ကိုယ်ကိုကြည့်တာမှအလုပ်တွေမှာတော့ကျမတို့အလုပ်မစူးစမ်းရဘူးလားစူးစမ်းရတာပဲ စဉ်ဆက်မပြတ်လေမနာမနေလေဒီနေ့အလုံးတွိုင်းဒီနေ့အင်ကမ်းမရအောင်လေနော်အဲ့တော့မနာမနေဆိုရယ်စဉ်ဆက်မပြတ်ပေါ့နော်ဘာပဲလုပ်လို့အဲ့လိုစဉ်ဆက်မပြတ်လုပ်နိုင်တဲ့အလေးအထားရှိအဲ့လိုစိတ်ထားမျိုးရှိဖို့လိုတယ်တက်နေပြီးသားဆိုရင်လေပိုတက်ချင်တဲ့စိတ်ငါဘာမှမတက်တည်ဘူးပိုတက်ချင်တယ်ဆိုရယ်စိတ်တအားကောင်းတယ်အဲ့လိုရှိရင်နော်ဒီပတ်ဝန်းကျင်မှာအဲ့လိုမျိုးတွေ့မြင်ရတော့လောဘကြီးတာမဟုတ်ဘူး ချိန်တိုနဲ့အောင်မြင်ခြင်းနဲ့ပေါ်မှာအများရန်လေအာမြ мян အောင်မြင်ခြင်းနဲ့အဲကိုလိုလိုခြင်းနဲ့ပေါ်တော့ကိုယ့်ရဲ့ goal တွေစီအမြန်ရောက်ခြင်းနဲ့ဟာဘာတင်ယူရမလဲဆိုတော့အာတအားစစ်မှန်တဲ့အပေါ်မှာလုံနေရင်းနဲ့လေပေါ့နော်ဒီအခွင့်အလန်းတွေကိုပို့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 ပြီးတော့ကိုကိုရိုင်းရင်ဆိုင်ပြီးတွေ့တိလာတဲ့အပေါ်မှာစိတ်ကအမြန်နဲ့ active ဖြစ်နေတော့တာအဲ့တော့တင်ယူရတဲ့အရာစိတ်ရှုပ်ရှားဖြစ်တယ်လို့လည်းမမြင်တော့အဲ့လိုမျိုးပေါ့နော် တချို့တွေလေးစီးပွားရေးလုပ်တယ်လေနော်အရင် income ကောင်းတယ်ဆိုင်ဖွင့်တယ်ပဲဆိုပါစို့လူတအားကြတယ်ဆိုမပြောဘူးလား active ဖြစ်နေပြန်မနာမေ့အားတကယ်ပေါ့နော်ဒါတော့မှအဲ့လိုအလုပ်တရဒီနေ့မလုပ်နိုင်တဲ့ဒီနေ့ဒီနေ့အကြောင်းကြောင့်ကြောင့်တဘာဝ BN မျိုးဖြစ်ဘာကြောင့်ဖြစ်ရိမ့်ရိုင်နေတဲ့ဝင်ဝင်ရရဆိုတော့တချို့က အားပေါ့ဟိုဘယ်လိုခေါ်မလဲအာသူတို့ရဲ့စိတ်ထားက အာဘာခေါ်မလဲသူတို့ကရမ်းကန်ကောင်းလိုက်တာအဲ့ဒါသူတို့အတွက်ပဲကိုနဲ့မဆိုင်ဘူးလို့ထင်တယ်ကိုနဲ့မဆိုင်ဘူးလို့ထင်နေတယ်ပြီးကိုမလို့ချင်းလို့ပဲဟာကျွန်တော်ဒီမှာပြော sorry sorry ကျွန်တော်ဒီမှာပြောထားရတယ်နော် um sorry ပါကျွန်တော်ဒီမှာပြောထားရတယ်နော် 18နှစ်ပြည့်ပြီသူတိုင်းမိသူမဆိုကိုပိုင် စီးပွားရေးကိုပိုင်အရင်းနှီးနဲ့ကိုပိုင်စီးပွားရေး passive income ပေးတဲ့စီးပွားရေးဆုံးရှုံးမရှိမှုမရှိတဲ့စီးပွားရေး risk use ရမလို့တဲ့စီးပွားရေး supporting အရန်ကောင်းတဲ့စီးပွားရေးမှာအောင်မြင်ခြင်းနဲ့ passive income နဲ့အနာဂတ်အတွက်ကြိုတင်ပြင်ဆင်နေပြင်ဆင်ခြင်းနဲ့ဆိုရင် decision နဲ့ပြည့်ပြီးတိုင်းမိသူမဆိုအတွက်ဒီလုပ်ငန်းကတင့်တော်တယ်လို့ပြောတာစူးစမ်းစဉ်းစားတော့ပါလာရအောင် ချို့တွေကယဉ်သိမြုပ်နှံမှုထည့်ပြီးရတယ်ပြီးတော့ပတ်စံရမှာလို့ထင်တယ်။ This is not share မဟုတ်ဘူးပေါ့နော် share business မဟုတ်ဘူး။အဲ့တော့တချို့တွေကအရန်စူးစားခြင်းစိတ်ရှိအခုနအောင်မြင်ခြင်းတယ်ဆိုတာကခြင်တာပဲရှိတယ် action မရှိဘူးလူကအရှိတိုးမလာဘူးဆုံးဖြတ်ချက်က အရှိမရောက်ပါဘူးတွေးဝေရင်းနဲ့ပဲရက်တရာချင်းကုန်တာတစ်နှစ်ဆိုတာခဏလေးပဲ မနေ့တနေ့မှာအာ Happy New Year អော်လာအခု9လပိုင်းရောက်လာဒီလိုနဲ့ပဲမကြခင်မှာပဲနောက်ထပ် Happy New Year ထပ်ဖြစ်လာအောင်ဆိုတော့ကိုကိုကိုတုံ့တက်ကြည့်အောင်မြင်မဲ့စိတ်ထားကြတော့ကောင်းတဲ့အရာဆိုရင်ဘယ်လိုရအောင် action ယူရမလဲဘာလုပ်ရမလဲအချိန်လုံးကအစွဲမခံအောင်မြင်မဲ့စိတ်ရှိတာနဲ့အောင်မြင်ခြင်းတဲ့အောင်မြင်ခြင်းတဲ့ဆိုတာနဲ့လုံးဝမတူ ောင်မြင်ခြင်းနဲ့ဆိုပြီးဘာအရှင်မမြင်ဘူးလောက်ရမယ့်အလုပ်တွေဘာမှမလုပ်ဘူးစူးစမ်းမှုစဉ်ဆက်မပြတ်သွားမယ့်အရာတွေဘာမှမတော်ဘူးအဲ့ဒါဆိုလို့ရှိရင်တော့ခုနပြောသလိုပေါ့နော်တကယ်အောင်မြင်ခြင်းတော့မဟုတ်ဘူးအဲ့တော့ကိုကတကယ်အောင်မြင်တဲ့စိတ်ထားရှိဖို့လိုတယ်အဲ့ဒါမရှိရင်တော့ဘလို့အရှင်မျိုးဝဲဖြစ်ဖြစ်ကိုအရှုပ်ရောက်တာအဲ့တော့အရေးကြီးဆုံးကကိုကိုကိုယုံကြည်မှုရှိဖို့လိုတယ်အချို့ကငါဖြစ်ပါမလားဆိုတာလေ ချစ်မလူတိုင်းအတွက်ဖြစ်တယ်။စကားမပြောရဘူး။စငယ်ချင်းလည်းတိတ်မရှိဘူးဆိုတဲ့လူကြီးအများအောင်မြင်တာလည်းမျိုးထုံးမတွေ့တော်တော်များများ။အဓိကဘာကြောင့်လဲဆိုတော့ဒီဟာက business system ကိုရောင်းတာ business system ကိုပဲ promote လုပ်ရတာဖြစ်တဲ့အတွက် system ကအကုန်လုံး set up ချထားပေးတယ် training တွေအကုန်ပေးထားတယ်ပြောတဲ့အတိုင်းပဲသွားအပြင်မှာလေ personal branding တိစောက်နေတင်တဲ့ဘာနဲ့တိုင် content creation ပနဲ့သိ social media ပေါ်မှာ make money လုပ်နေပနဲ့သိအဲ့ဒါလဲ update တက်ဖို့ပြင်ထားဒီမှာ update ဖြစ်နေတည်း၍အကုန်လုံး training မှာ update လုပ်ထားပြီးရကိုယ့်ဘက်ကငွေကြေးတစ်ချက်မှထပ်ပေးစရာမလိုစီးပွားရေးလုပ်ငန်းရှင်တွေ millionaire mastermind join တစ်ဆက်ရှင်ဒေါ်လာထောင်နဲ့တောင်နဲ့ချီအဲ့ဒါလေအချိန်တန်ရင် update လုပ်ရတယ်ဒီမှာ every week free လုပ်ငန်းရှင်တိုင်းအတွက် every week ဘာမှပေးသွင်းစရာမလိုပဲနဲ့ကျမတို့အမေရိကဆိုရင် every Wednesday ပေါ့နော်ကျမတို့ဒီဘက်နိုင်ငံတွေကတော့ every Thursday ပေါ့ဆိုတော့လောက်တောင်ကောင်းတာလေဘာလုပ်ချင်နေဆိုရင်ဒီ online ပေါ်မှာ income ဖန်တီးချင်နေပေါ့နော်ရှာချင်နေဆိုဒီလုပ်ငန်းကိုလုပ်သွားဒါပေမဲ့ social media ပေါ်မှာလုပ်ရမယ့်ဟာတွေအကုန်တင်ပေးတယ်ကျမစတော့ မြန်ပြောတယ်လေနော် English လို့ပဲအခုများအကုန် update ဖြစ်လာတဲ့ app system ကို training ကို update လုပ်ပေးတဲ့အပေါ်မှာကိုယ်နိုင်ငံရဲ့ကိုယ်ဘာသာစကားရဲ့အလံလေးကိုရွေးချယ်လိုက်တာနေလူတိုင်းက mother language is the best လေနော်ဆိုတော့အော်မြန်မာဆိုတာအတွက်မြန်မာအာအလံလေးကိုရွေးချယ်လိုက်တာနေအကုန်လုံးကမြန်မာလိုပဲလေ့လာလို့ရတာဖြစ်တယ်ဘလောက်တောင်ကောင်းလဲဒီပညာတိုးတက်လာလေလူတိုင်းအတွက်လွယ်ကူအောင်လုပ်ပေးထားတာဖြစ်တယ်အဲ့တော့မဖြစ်နိုင်ဘူးဆိုတာက စိတ်ထဲမှာပဲအမြဲတမ်းထားနေမယ်ဆိုရင်အဲ့စစပြီးတော့စိတ်ထဲမှာအဲ့လိုထားလိုက်ကလေးကိုက ကိုယ့်ရဲ့အနာဂတ်ကရက်သွားပြီကိုယ့်ရဲ့အောင်မြင်မှုကရက်သွားပြီဘလို့ကြိုတင်တိဆောက်ပါလဲကိုယ့်ရဲ့ goal တွေစီရောက်သွားဖို့အတွက်ဘလို့ကြိုတင်ပြီးတော့ plan ဆွဲပြီးတော့ကြိုပြီးတော့ build လုပ်ထားပါလဲဘယ်စိတ်နဲ့ဆက်ပါမှာလဲဘာဖြစ်လို့လဲဆိုကိုယ့်ရဲ့စိတ်ကပဲကိုယ့်ကိုယ်ကို block လုပ်လိုက်ပြီအချို့က ဟိုဘယ်လိုခေါ်မလဲကိုကိုကိုမယုံကြည်တဲ့ဟာကအာ negative ကြားရင်လေအဲလူတွေကငါ့ကိုဘာထင်မှာလဲအာလူတွေကငါ့ကိုမြင်တာနဲ့ရှောင်ထွက်မှာလားဒီလောက်ကလူလိုက်ခေါ်ဖို့မလို့ product တွေလက်ရောင်းဖို့မလို့ပြောထားတယ်လေ ML premium မဟုတ်ဘူးလို့ပြောထားတယ်လေဘာကြောင့်အဲ့ဒါကိုတွေးတာလဲဘာဖြစ်လို့အများအမြင်ကိုဂယုစိုက်တာလဲအချင်းကတိတ်စကားပြောတယ် ဒီနေ့ဒီ digital business မှာရင်းနှီးပြီးသွားတဲ့လူတွေဘသူပြောတော့မှအာရုံမစိုက်ဘူးကိုယ့်ရဲ့အနာဂတ်ကိုယ့်ရဲ့ goal တွေအတွက်ကိုပဲစ조사ဆရာရှိဆက်စ조사ရတယ်အချိန်ရပဲအဆုံးဖြတ်ပြီးသွားတယ်ဒါကြောင့်မို့လဲဒီနေ့ဒီအချိန်အထိဒါကြီးရပါပါဆိုတဲ့တက်တည်ကြချက်ပေါ့နော်ဟိုဒါကြီးရ scan မှာအာဒါကြီးရ ml level ဆိုတာဘယ်နှမှာလေးလာရင် ml လွတ်ဖူးတဲ့လူဆိုရင်လေ second step ကိုလေ့လာတဲ့အချိန်ကြရင် ပိုတိတ်လိမ့်မယ်ဒါ ml pyramid စီပွားရေးမဟုတ်ဘူးဆိုဘာဖြစ်လို့ MLS primacy ဘွားကြီးကကြိုက်တဲ့လူတွေအတွက်ကောင်းချင်ကောင်းလိမ့်မယ်နော်။အာမကောင်းဘူးလို့လည်းမပြောလို့ကောင်းတယ်လို့လည်းပြောဘူး။ကျွန်မအတွက်ဆိုရင်တော့ကျွန်မမကောင်းဘူး။ဒါကျွန်မအတွက်။အများနဲ့စိတ်ပင်ပန်းနေရတာအများနဲ့စိတ်မောနေရတာလကုံတာနဲ့0ကပြန်ဆရတယ်။ဒီနေ့ဒီတလစ조사ထားတဲ့အမှတ်ကဒီဒီလအတွက်ပဲ။နောက်လအတွက်စိတ်ကူးမရင်နဲ့ပြန်တည်ရွားဖို့မစင်စားနဲ့ no ဒီမှာကကိုယ့်ရဲ့ကိုယ်ပိုင်စီးပွားရေးဖြစ်တယ်အနာဂတ်ကိုတွားတာဖြစ်တဲ့အတွက်အနာဂတ်အတွက်ကြိုတင်ပြင်ဆင်နေကိုစတင်တဲ့နေရာကိုချင်း ဘယ်တော့မှ zero ကပြန်စားစရာမလိုကိုယ့်ရဲ့စောင့်မှတ်ကနေအပေါ်ကိုတက်သွားတာပဲရှင် ML ရုပ်ပိရမစ်တို့လိုမျိုးဟိုးအပေါ်ကိုထီကိုကုန်လိုက်လိုက်ပြီးတော့အလုပ်လုပ်ပြီးနေရတယ်လို့ကိုစူးစမ်းမှတ်ကိုရမှာကိုစူးစမ်းမှတ်ကိုရမှာကိုယ့်ရဲ့စူးစမ်းမှုပေါင်းစပ်မှတ်ကိုရမှာဖြစ်တဲ့အတွက်ကိုမသိဘဲနဲ့စူးစမ်းမှာလည်းမဟုတ်ဘူးဝိုးဝါးနဲ့ရှောက်ရမယ်လမ်းလည်းမဟုတ်ဘူးကိုတယောက်တည်းမဟုတ်ဘူးတင်းတစ်ခုလုံး community တစ်ခုလုံး training system အကုန်လုံးနေပေးထားတယ်အဲ့ဒီပုံမှာကိုယ့်ရဲ့စူးစမ်းမှုပေါင်းထည့်ဖို့ပဲ ဆိုတော့ကိုကိုတိုင်းစူးစမ်းမှုပေါင်းထည့်မယ်ဆိုရင်မရစရာကြောင့်ဖြစ်ပြောတဲ့ training ရဟာတွေအတိုင်းလုပ်မယ်ဆိုမရစရာဒါကြောင့်မို့လဲဒီနေ့ million နာပေါင်းများစွာ digital business ကဝေထုတ်ပေးနေတာဖြစ်တယ်အဲ့တော့ဗောနော်ဒီနေ့ကနေစပြီးတော့ကိုကအောင်မြင်ချင်တယ်ဆိုပြီးတော့အောင်မြင်ချင်တာလားအောင်မြင်တဲ့စိတ်ထားရှိတာလားကိုကိုကိုပြန် sensitivity စေချင်တယ်အဲ့တော့ mindset ရှိတာချင်းကမတူဘူးအောင်မြင်ချင်တယ်ဆိုတိုင်းအဲ့လိုကအောင်မြင်တာမဟုတ်ဘူးအောင်မြင်ချင်တဲ့ အောင်မြင်မဲ့စိတ်ထားရှိမှအောင်မြင်မယ်ဆိုတော့ဒါလေးကိုပြောတာပေါ့နော်အာတချို့တွေကဘာခေါ်မလဲအမ်အဲ့လိုပေါ့ဟိုတစ်ဖက်သားကိုပဲသူတို့ကံကောင်းတယ်သူတို့ပဲလုံနိုင်တယ်ကိုလေးလုံနိုင်တယ်ကိုကိုကိုရက်တန့်နေတာစ조사တဲ့လူတိုင်းကကံကောင်းတယ်ကံဆိုတာအလုတ်ဖြစ်တဲ့အပေါ်မှာစ조사တဲ့လူတိုင်းကကံကောင်း ကိုကိုကိုမေးဘယ်နေရာမှာတနေ့တနေ့အချိန်နေကုန်နေပြီလဲကိုကောင်းစင်နဲ့ကိုရောဟုတ်နေတာပဲဒါကဒါပေမဲ့အနာဂတ်အတွက်တိဆောက်တာဟုတ်တလားလက်တလောအတွက်တိဆောက်နေတာလားရေတူအတွက်ပေါ့နော်ခဏတာစင်ပြေအောင်တိဆောက်ရင်းနဲ့အချိန်ကုန်နေတာလားရုံးကန်ရင်းနဲ့အချိန်ကုန်နေတာလားကိုရဲ့ပေါ့ဘာခေါ်မလဲ အဲ daily ရက်တည်မှုအတွက်လည်းဖြည့်ရှင်းရင်းနဲ့စူးစမ်းရင်းနဲ့အနာဂတ်ကိုလည်းအနာဂတ်အတွက်လည်းတစ်ဖက်တစ်လမ်းနဲ့အချိန်လေးတွေဖဲ့ထုတ်ပြီးတော့ဘယ်ဟာ priority လဲဆိုတော့ကိုယ့်ကိုယ်ကိုမေးဖို့မေးပြီးတော့နည်းနည်းချင်းဖဲ့ထုတ်ပြီးကြိုပြီးတော့ bit လောက်သွားမယ်တိဆောက်သွားမယ်ဆိုရင်ရောဘာလို့မဖြစ်နိုင်ရမလဲလူတိုင်းအတွက်ဖြစ်နိုင်လို့ဒီလုပ်ငန်းမှာအာကျွန်တော်တို့မျိုးကပေါ့နော် full time လုပ်ရင်တစ်ဖက်ကနေပဲအာဒီမှာ millionaire ပေါင်းများစွာတွေအများကြီးထွက်လာတယ် retire income စိုးရရတွေအများကြီးထွက်လာတယ် အချိန်လွတ်လပ်မှုငွေကြေးလွတ်လပ်မှု နေရာတစ်ခုကိုချိန်တိုနှစ်တိုအတွင်းနဲ့ရောက်နေကြတယ်။ဘာကြောင့်လဲ။ကျွန်မပြောတဲ့အောင်မြင်ခြင်းတည်းနဲ့မဟုတ်ဘဲနဲ့အောင်မြင်ခြင်းနဲ့ဆိုပြီးတော့မဟုတ်ဘဲနဲ့အောင်မြင်မဲ့စိတ်ထားနဲ့ daily စူးစမ်းတာဖြစ်တဲ့ပုံမှာရရှိတာဖြစ်တဲ့အဲ့တော့အာဒီပေါ့နော်အောင်မြင်ချင်တာနဲ့အောင်မြင် message ရှိတာမတူတဲ့အပေါ်မှာမိတ်ဆွေတို့အားလုံးပေါ့နော်ကိုယ့်ရဲ့ခြေကလန်းကနေစတင်နိုင်ကြပါစေကိုကိုကိုပေါ့နော်တုံသက်နိုင်ကြပါစေအာဘာခေါ်မလဲကိုကိုကိုအာအချိန်နေပေးပေးပြီးတော့ပေါ့နော်တန်ဖိုးရှိစွာနဲ့ပဲဖြတ်တန်းနိုင်ကြပါစေ action တွေကိုယ့်ရဲ့အနာဂတ်အတွက်ဘာဖြစ်လဲစပြီးတော့လေ့လာရတာလေနော်စပြီးတော့လေ့လာရဲဆိုကြတဲ့ဘာကောင်းမလဲအာ freely ို name ကို email address လေးကို freely နဲ့စတင်လေ့လာခဲ့ကကိုကအာရုံစိုက်မယ်ဆိုရင်ကိုဖြစ်ချင်တာတွေကကိုစီကိုရောက်လာမှာပဲအဲ့ကိုဖြစ်ချင်တဲ့ goal တွေစီကိုကိုကတဖြည်းဖြည်းနဲ့နီးလွားမှာပဲဆိုတော့အာလေ့လာချင်တဲ့လူတိုင်းအာအမားနဲ့ပေါ့နော် business တွေပတ်သက်ပြီးတော့ဆွေးနွေးချင်တယ်ဒီ business ကိုစိတ်ဝင်စားတယ်လေ့လာချင်တယ်ဆိုတဲ့လူတိုင်းအာ Maysely ရဲ့ website ဖြစ်တဲ့ပေါ့နော် business website ဖြစ်တဲ့ www.maysely and me www.gmail.com မှာကိုယ့်ရဲ့ name ကိုယ့်ရဲ့ email address လေးကိုဖြည့်ပြီးတော့အာ free ပေါ့လုပ်ငန်းကြောင်ရှင်းပြထားတဲ့မိနစ်90စာဗီဒီယိုလေးပေါ့ workshop လေးအဲ့ဒါလေးကိုလေ့စတင်လေ့လာခြင်းကနေအေစတင်ပြီးတော့ပေါ့နော် register လုပ်ပြီးတော့စတင်နိုင်ပါတယ်အေလေ့လာပြီးကိုယ့်ပုဂ္ဂိုလ်ပေါ့နော် register တွေလုပ်ပြီးလေ့လာတဲ့အခါမှာလေအမ် ဒါ full time လုပ်ချင်တဲ့လူပဲဖြစ် part time လုပ်ချင်တဲ့လူပဲဖြစ်ဖြစ်အဆင်ပြေတယ်နော်အဲ့တော့ register လုပ်ပြီးပြီဆိုလို့ရှိရင်လည်း messenger ကနေမြန်မာလိုလေးလေ့လာချင်တယ်ဆိုရင်လာတောင်းဆိုပေးပါအာ messenger ကနေပို့ပေးပါမယ်အဲလေ့လာနေရင်းတဲ့လူတိုင်းမှာအာမေခွန်းလေးတွေပေါ်တတ်တယ်အတွေးလေးတွေပေါ်တတ်တယ်အဲ့ဒီမေခွန်းလေးတွေအတွက်လည်းကျွန်မပြောနေကြအတိုင်းပါနော် anytime welcome ပါအာ messenger ကနေဆွေးနွေးလို့ရပါတယ်လို့ပြောရင်းနဲ့ပဲဒီနေ့ဒီ live လေးကိုဒီနားမှာရန်နာခွင့်ပြုပါ thank you so much ba everyone bye bye နောက်မှပြန်ကြည့်မယ့်လူဦးချင်းစီကိုလည်းပေါ့နော်ကြိုတင်ပြီးတော့ thank you so much လို့ပြောချင်ပါတယ် see you ba နောက်မှနောက်မှနောက်နေ့တွေထပ်ပြန်လာခဲ့အောင်မယ့်ပေါ့နော်အဲ့လိုမျိုးလေးတွေပေါ့ business partner တွေနဲ့လည်းတကယ်တမ်းတော့အာအဲ့လိုမျိုး share ပြီးတော့နော်ကိုစီကိုစီ sharing လုပ်ရင်းနဲ့ဒါတွေလည်းလာမှာပါဒါပေမဲ့ဖြစ်နိုင်ရင်လည်းအများနဲ့လည်းအဲ့လိုမျိုးဖြစ်ချင်နိုင်ငံတွေမတူတဲ့အပေါ်မှာအာ ကိုအားတဲ့အချိန်နဲ့ကိုကဖိတ်တဲ့အခါမှာလဲသူတို့ဘက်ကနိုင်ငံနေမတူတဲ့ပုံမှာအချိန်နေမတူတဲ့အပေါ်မှာခက်ခဲရှိတာလေးတွေလည်းဖြစ်တယ်။အဲပေါ့နော်ဒါကြောင့်မို့လို့ကိစ္စမရှိပါဘူး business နဲ့ပတ်သက်လဲပြီးတော့လဲပေါ့နော် knowledge ပိုင်းတွေကို sharing လုပ်ပေးသွားမှာပါ။အာအဲ့တော့ဘာပဲဖြစ်ဖြစ်မေးနိုင်နေပေါ့နော်အဲ့တော့တယောက်တည်းလဲလာတဲ့အခါရှိမယ်။အဲ business partner တွေနဲ့လည်းဒီလိုပေါ့တယောက်နဲ့တယောက်ပေါ့နော်ဆွေးနွေးပြီး sharing လုပ်တော့လာလေလာမှာပါအဲ့တော့ကျမရဲ့ business page မှာလည်းအဲဒီလိုမေးခွန်းပေါင်း ပေါ့တချို့လေးတွေမေးခွန်းလေးတွေမေးကြတာတွေရှိတယ်အဲ့ဒါလေးတွေကိုလည်းအဲပေါ့နော်အာ sharing လုပ်ထားတာရှိပါတယ် page မှာလည်း Mayseri and Business page မှာလည်းတွားရောက်လေ့လာလို့ရပါတယ် see you ပါ